အဲမဟုတ်မဟုတ်ကျွန်တော်ကလေကျွန်တော်တကယ်ကြိုက်မှာကိုကြောက်နေရကျွန်တော်တယောက်ယောက်ကိုတကယ်ကြိုက်လိုက်ရင်ပြတ်သွားပြီအဲ့တော့ကျွန်တော်တိတ်မကြိုက်ရဘူးအဲ့တော့တယောက်ကိုအခုသဘောကျပြီဆိုတော့ကျွန်တော်ကျွန်တော်မှကျွန်တော် Facebook မှာပဲ reality တွေပေးလိုက်သူ့ mind daily တွေခိုးကြည့်လိုက်အလေအဲ့လိုလေးနေတော့တယ်ကောင်းပါလေတစ်ဖက်သက်တစ်ဖက်သက်အခြေကလေတကယ်တမ်းပြောရင်ဟိုအားမလို့အားမရတော့ဖြစ်ရတာပေါ့ဒါပေမဲ့တယောက်တည်းချစ်နေရတာပိုကောင်းတယ် နှစ်ယောက်ချစ်တဲ့ဟာမှအခက်မသိရင်ရံဖြစ်တာကြီးစကားများတာကြီးနဲ့နှစ်ယောက်စလုံးစိတ်ဆင်းရဲရမှာလေတခါလေကိုယ့်ရဲ့အချိုးမပြေတဲ့အပြောဆိုတွေလောက်ရတဲ့ကြောင့်လေသူများသားသမီးကစိတ်ဒုက္ခရောက်အောင်ဆိုတော့တယောက်တစ်ချစ်နေရဖို့ကောင်းတယ်ပြီးတော့မြန်လို့ရတယ်ရမုံကိုအခုလို့ဆိုက်ဆိုင်နေနေရောက်လာပို့ဆောင်ပေးရအတွက်ခင်ဗျားတို့အားလုံးကျေးဇူးများကြီးတင်နေဗျာဟာအသက်ရှင်နေတဲ့မိရမုံထိလို့မရအောင်သမီးနားလေဖေးဘာလုပ်လဲသူ့ရဲ့ဟုတ်ကဲ့ ကာကြီးကမှာကတော့ဒီဟာတာကားလေးထဲမှာမှာဟာတာမဟုတ်တော့ဗီလင်လေးတကောင်ပေါ့ဟဲ့ဆက်ကောင်မမရအောင်ဟာကြောင့်မမေ့အောင်မေ့ပါရဲ့ရိုက်တာကြာပြီရိုက်တာကြာပြီကျွန်တော်မေ့ပါရဲ့ဟုတ်တယ်ဟုတ်တယ်နာမည်လေးတွေအဲ့လိုဟိုတခြားကားလေးတွေမှာတော့နာမည်ထူးထူးဆန်းဆန်းလေးရတတ်တာပေါ့နော်ဒီကားထဲမှာကျွန်တော်နာမည်ဘာလာလိုင်းမှာမေ့ပါရဲ့ဒီကားထဲမှာဘာလို့တဲတယ်ပေါ့ရမုံပေါ့ရမုံရောက်မယ်တိုင်မလဲကျွန်တော်နေပြဿနာတွေဖြစ်နေတာထွေလာထဲမှာတော့ပါလေ ီတခါတော့ညီကိုနှစ်ယောက်ရံဖြစ်ကြတယ်ဟုတ်တယ်မကြီးအခုတစုံတယောက်ရဲ့တစုံတကားမှလည်းအဲ့လိုဖြစ်သွားတယ်ဘာကြောင့်အသေးအဲ့လိုဖိုးတဲ့ character တွေလဲမဟုတ်ကျွန်တော်ကလေအမှန်တိုင်းပြောကျွန်တော်ဒီရုပ်ရှင်လောကရဲ့စဝင်လာပြီးတော့ကျွန်တော်နောက်ပိုင်းဒီရုပ်ရှင်ကားကြီးတွေပေါ့နော်ကျွန်တော်ဦးစတီနဲ့စပြီးရိုက်ရတာပေါ့စားရရတဲ့အချိန်ကနေစပြီးကျွန်တော်ကတကယ်တော့ကျွန်တော်ငငယ်လေးတည်းကလည်းကျွန်တော်ကရုပ်ရှင်ကြည့်ရင်ဗီလိန်နေဗန်တွေကိုကျွန်တော်ကပိုကြိုက်တာ တော့အဲ့ဒီဟာတွေကိုကျွန်တော်ပို့ရိုက်ခြင်းတယ်အဲ့တော့ဥစည်းနဲ့တောက်လျှောက်ဆိုလို့ချင်းဥစည်းနဲ့ရထားဆို15ကားလောက်ရှိတယ်အဲ့ဒီမှာကျွန်တော်ကဟိုရဲဖြစ်လိုက်ရဲကတော့3-4ကားလောက်ပဲပေါ့နော်4-5ကားလောက်တော့ရှိမှတင်တယ်ပြီးရင်ကြံတဲ့တော်တော်များများကျွန်တော်ကတကယ်ဆိုးဆိုးပေပေအဲ့လိုဘယ်လိုပြောမလဲဗီလိန်ဖြစ်လိုက်ဗန်ဖြစ်လိုက်အဲ့လို အပေတီအောက်တန်းသားလေးဖြစ်လိုက်အဲ့လိုဖြစ်နေတာအကြိုက်တယ်ကျွန်တော်ကအဲ့လိုမျိုးနေရထိုင်ရရတော့ကိုယ်သဘောကျတယ်အမို့အဲ့တင်လောက်ရတော့ပိုလွတ်လပ်လို့ ိုကလေဟိုကကျတော့ကောင်းကောင်းမွန်မွန်ကျတော့ပရိသတ်ချင်အောင်တရုတ်ဆောင်ရတာဟုတ်အဲ့တော့အရန်ကျွန်တော်တို့စိတ်ပြန်မှန်တယ်ဟိုလေအတင်းလောက်ယူနေရဟိုကမျိုးကျတော့အပြင်မှာတော့မမရိုင်းပါဘူးဒါပေမဲ့ရုပ်ရှင်နဲ့ကင်မရာရှိရောက်ဝိုင်းအဲ့လိုမရိုင်းပြီဟေးဆိုရင်အဲ့လိုရုပ်ရှင်ထဲမှာလည်းအရင်တော့အဲ့လိုကျွန်တော်ရုပ်ရှင်ကြည့်လို့ရှိရင်လည်းအဲ့လိုဒီလိန်အားပေးတာပေါ့ဒီလိန်ကြိုက်တဲ့လူဆိုတော့အဲ့တော့သူတို့တွေရဲ့တရုတ်ဆောင်မှုတွေသူတို့စီကနေကျွန်တော်မြင်ထားတွေ့ထားတင်ထားအဲ့လိုတင်ထားတဲ့အရာတွေကကျွန်တော်စီမှာကျတော့ ို့ပြီးတော့များနေတာပေါ့နော်များတော့အဲ့ဒီဟာကိုလည်းကျွန်တော်ပို့ပြီးသဘောကျတယ်ဘာကြီးအခုရုပ်ချောချောလေးနဲ့ပေါ့ရုပ်ချောချောလေးနဲ့ဗီလင်လို့တော့မိုက်တယ်ဖြစ်မှာပဲအဲ့ဒါလေအဲ့ဒါဇလန်းစံညွန်းနဲ့ဒရိုက်တာနဲ့ဆိုင်နေပြဗျာဘာလို့ဆိုတော့တို့ကကျွန်တော်ရဲ့အပြင်လက်တွေ့ဘဝကိုကြည့်ကြည့်ပြီးရေးနေတာဆိုတော့ကျွန်တော်ကအပြင်မှာနေမဟုတ်ဘူးရှင်းနေမှာပါအဲဒါကြံကြီးဖြစ်နေကျန်တယ်ဒီမှာလည်းကျန်တာပဲပို့ကြုတ်ပြီးတော့စပွိုင်းလိုက်တာကာကြီးကမှလည်းကျွန်တော်ကြံရတာပဲ မကြောက်ပါဘူးကျွန်တော်ကလေစသွားတချို့ interview တွေမှာကျွန်တော်ပြောသလိုမျိုးပေါ့ကျွန်တော်က character ဆုံအောင်ဇလန်းဆုံအောင်ကျွန်တော်ရိုက်တယ်ဒါပေမဲ့ဖြစ်ချင်တော့ကျွန်တော်ဒီဟာတာနဲ့ရိုက်ထားတဲ့ဟာတွေကအရင်ယုံမော်ရောက်နေတာပြီးတော့အခုလိုမျိုးပေါ့ကျွန်တော်ကြံရေးဖြစ်တဲ့ဟာလေးတွေဘာလေးတွေကယုံမော်အရင်ရောက်နေတာအဲ့တော့အားလုံးရဲ့အမြင်မှာဒီပေါ်တော်တော်နဲ့ငဘောလေးကအမြဲတမ်းကြံရေးဖြစ်နေတယ်ဆိုရဲအမြင်လေးတော့ဖြစ်သွားတာပေါ့ဒါပေမဲ့အဲ့ဒါကလည်းကောင်းပါတယ်ဘာပြောပြောလေအဲပရိသတ်ရဲ့အမြင်မှာ ကောင်းသည်ဖြစ်စေဆိုးသည်ဖြစ်စေပေါသည်ဖြစ်စေတည်သည်ဖြစ်စေပေါ့နော်တခုခုအရာလေးသူတို့စီမှာစိတ်ထဲမှာရှိမနေဘူးဆိုရင်တော့ကျွန်တော်ဒီအလုပ်တွေလုပ်ရတာအလကားဖြစ်သွားမှာပေါ့နော်ဘာဖြစ်ကျွန်တော်လုပ်တဲ့အလုပ်နဲ့ပတ်သက်ပြီးသူတို့စိတ်ထဲမှာရောက်သွားတယ်သူတို့စိတ်ထဲထည့်ထားပြီးတယ်ဆိုတာလည်းဒါကျဉ်းနူးစရာအာရုပ်ရှင်ကတော့ character ရပါတော့အပြင်မှာကျတော့တကယ်တမ်းပြောရင်ဒါကဟိုလေဘယ်သူမှပြုတ်မိမှုပဲကိုကဒါဟိုတရားရာခိုင်နှုန်း100%ကြီး ကောင်းမွန်နေမယ်သူတို့ဖြစ်စေခြင်းတဲ့အတိုင်းကိုကလိုက်လုံနေမယ်လိုက်ဖြစ်နေမယ်ဆိုရင်တော့ကြံရင်ဖြစ်စရာအကြောင်းတော့မရှိဘူးပေါ့နော်လူတိုင်းကတော့ကျွန်တော်တို့တယောက်ချင်းစီမှာဟိုအတ္တကုသရှိကြရလေကျွန်တော်ဒီလက်ချောင်းလက်ချောင်းလေးတော့တစ်ချောင်းနဲ့တစ်ချောင်းမညီဘူးလေဆိုတော့တယောက်နဲ့တယောက်ကစေတော်ရာချင်း100%တိုက်ဆိုင်ဖို့ဆိုတော့မဖြစ်မကိုဖြစ်ချင်တာတွေသူဖြစ်ချင်တာတွေအဲညှိလို့နိုင်လို့မရတဲ့အခါမှာအရင်ကြီးကြီးကောင်းကောင်းမွန်မွန်နဲ့ချစ်ချစ်ငယ်ငယ်လမ်းခွဲလိုက်တာကဟိုကောင်းတယ်ဆိုတဲ့ဟာမျိုးပေါ့နော်ကျွန်တော်လည်းကံကောင်းပါဟိုကျွန်တော်နဲ့ချစ်သူရည်သားဖြစ်ပြီးတော့အဲ အကြမ်းတိုက်ဆိုင်လို့လမ်းခွဲသွားကြတဲ့သူတွေအကုန်လုံးကလည်းအခုချိန်ဒီချစ်ချစ်ခင်ခင်ဟိုမိတ်ဆွေတငယ်ချင်းမောင်နှမတွေလိုပဲကျွန်တော်တို့ကအခုချိန်ဒီကျွန်တော်လည်းသူတို့ဒုက္ခမပေးသလိုသူတို့လည်းကျွန်တော်ကိုဘယ်သူမှဒုက္ခမပေးဘူးအဲမဟုတ်မဟုတ်ကျွန်တော်ကလေကျွန်တော်တကယ်ကြိုက်မှာကိုကြောက်နေရကျွန်တော်တယောက်ယောက်ကိုတကယ်ကြိုက်လိုက်ရင်ပြတ်သွားရအဲ့တော့ကျွန်တော်တိတ်မကြိုက်ရဘူးအဲ့တော့တယောက်ကိုအခုသဘောကျပြီဆိုတော့ကျွန်တော်ကျွန်တော်မှကျွန်တော် Facebook မှာပဲ reality တွေပေးလိုက်သူ့ mind day လေးတွေခိုးကြည့်လိုက်အဲ့လေအဲ့လိုလေးနေတော့ကောင်းပါတယ်တစ်ဖက်သက်တစ်ဖက်သက်အခြေကလေး တကယ်တမ်းပြောရင်ဟိုအားမလို့အားမရတော့ဖြစ်ရတာပေါ့နော်ဒါပေမဲ့တယောက်တည်းချစ်နေရတာပိုကောင်းတယ်နှစ်ယောက်ချစ်တဲ့ဟာမှအခက်မသိရင်ရန်ဖြစ်တာကြီးစကားများတာကြီးနဲ့နှစ်ယောက်စလုံးစိတ်ဆင်းရဲရမှာလေတခါလေကိုယ့်ရဲ့အချိုးမပြေတဲ့အပြောဆိုတွေလောက်ရတဲ့ကြောင့်လေသူများသားသမီးကစိတ်ဒုက္ခရောက်အောင်လေဆိုတော့တယောက်တည်းချစ်နေရပိုကောင်းတယ်ရှိရှအများကြီးပဲအများကြီးပဲအများကြီးအများကြီးကျွန်တော်အဲ့လိုကောင်းဟိုလေယောက်ျားလေးယောက်ျားလေးဖြစ်တဲ့အတွက်ကောင်းမလေးချောချောလေးမြင်တော့ဒါသဘောကျတာတဘာဝပဲလေဆိုတော့ကျွန်တော်မလိမ်ဘူးမငင်းဟိုကျွန်တော်သဘောကျတဲ့ကောင်းမလေးအများကြီးရှိရဲဒီလိုပဲသဘောကျတာပါ ချောချောတယ်လှတယ်ပေါ့အဲ့လိုမျိုးလေးသဘောကျလောကအပြင်လူတွေလည်းရှိပါတယ်ဒီလောကထဲမှာကျတော့လေကိုငငယ်အမှကွာကိုသဘောကျခဲ့တဲ့မင်းသမီးတွေရှိမယ်ကိုနဲ့ရွယ်တူလည်းရှိမယ်ကိုထက်အတကြီးရဲ့လူလည်းရှိမယ်အခုနောက်တက်တီထဲမှာဆိုလို့ရှိရင်လေကိုသဘောကျတဲ့ဟိုသဘောကျတယ်ဆိုတာကကွာကိုလိုမျိုးချစ်သူကြီးစားလိုမျိုးကြီးစားဖြစ်ပြီးတွဲကျင်တာမျိုးမဟုတ်ဘူးကွာသူ့ရဲ့ချောတဲ့လှတဲ့ပုံစံလေးသူ့ရဲ့အနေထိုင်ပြောဆိုလေးကိုသဘောကျတာမျိုးကွာအဲ့လိုမျိုးကတော့အများကြီးပဲသူကဆက်စစ်ကြတဲ့လူသဘောကျတယ်မြန်မာဆက်စစ်ရ အမှန်တမ်းပြောရင်ကိုသိန်းရလေကိုသိန်းအဲ့လို base တွေကိုကြိုက်တယ်ဟုတ်ကာကြီးကစကားလေးရတော့ကျွန်တော်တို့ရုတ်တရက်မမျောလင့်မဲ့ရုတ်တရက်ရှုံတင်လိုက်ရတဲ့ကားလေးဖြစ်တဲ့အတွက်ကျွန်တော်တို့ကြော်ညာလေးတော့တခြားမလုပ်နိုင်ခဲ့ဘူးပို့ပြီးတော့ဟိုကြိုပြီးကြော်ညာထားတာတွေလည်းမရှိခဲ့ဘူးပေါ့နော်ဒါပေမဲ့အခုတော့ပြောပါမယ်ကျွန်တော်တို့ကာကြီးကစကားစကားကြီးဟာ အဲလခု10ရက်နေပေါ့10ရက်နေဆိုလို့ရှိရင်ဆယ်လပိုင်း10ရက်နေဆိုလို့ရှိရင်ရှုံတင်ပါပြီခင်ဗျာလာရောက်ကြည့်ပါပြီတော့ကျွန်တော်တို့ဟာတာကားလေးဖြစ်တဲ့အတွက်ဟာတာကားလေးကိုလည်းစိတ်တက်တာပေါ်ပါဖို့အတွက်တည်ငါဗျာကျွန်တော်တို့ရုပ်ရှင်ကားလေးကြည့်လိုက်လို့တနားီတနားီခွဲလောက်ကိုတနစ်တာပန်းဖြည့်စရာအနေနဲ့စိတ်ပန်းပြေသွားတယ်ဆိုလို့ရှိရင်ရပါပြီကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ